ကြောပြီးတော့ဒီတခါဆရာတို့နောက်ပုံစံလေးတစ်ပုံဆရာတို့ကြည့်ကြည့်အောင်အဲ့တော့ exercise warm up fight ရဲ့ number 2အဲ့တော့ပုံစံလေးကဆရာတို့ number 1နဲ့မကွာဘူးဘာပဲကွာသွားလဲဆိုတော့ number 1က square root ဒီကောင်ပါလေ cube root ရှာခိုင်းတာအဲ့တော့ cube ရှာတော့ဆရာတို့အဖြေပဲနဲ့ခုထွက်မယ်သုံးခုထွက်မှာကြောပြီးပေးထားတဲ့တန်ဖိုးလေးကြည့်အောင် z = 1 i အဲ့တော့ထုံးတဲ့စင်လာအတိုင်းအဲ့တန်ဖိုးဆရာတို့ဘာလုပ်မှာလဲဆရာတို့ order ပဲ form ပြောင်းပေးရမယ်တော့ z = 1 i ဆိုတာဒါ cartesian form နဲ့ရေးထားတာ cartesian form နဲ့မှာ polynomial form နဲ့ရေးထားတာ ဲအဲ့ဒါမှဆီကတော့ order ပဲဖောင်ပြောင်းမယ်ဆိုရင်ဆီကဘယ်ရင်းမယ်1,1လို့ရေးလိုက်အဲ့တော့ဒါဒီ h tan 4တောက်ပိုင်းတန်းကိုကဲဟုတ်ပြီဒါဆိုရင်ဒီ cartesian form နဲ့ရေးထားတဲ့ကောင်ဆီကတော့ဘာဖောင်ပြောင်းမှာလဲ trigonometric form ပြောင်း trigonometric form ပြောင်းမယ်ဆိုတော့ဆီကတော့ဘာဘာပုံစံနည်းရပါလဲ z equal to r cos theta plus i sin theta အဲ့တော့ဆီကဘာသိရမလဲ r tan 4သိရမယ်ဆီကတော့ theta tan 4သိရမယ်အဲ့တော့အောက်လို့ရှာပါလေ square root of a square plus y square နဲ့ရှာလို့လေးပဲအဲ့တော့ကျတော့ h tan ဘောဘလောက်လဲ1ဆို1 square plus 1 square အဲ့တော့ဘာရလဲ square root of 2ရပါ ဘယ်လိုတူရသွားတယ်ကဲဟုတ်ပြီအာတန်မှုတော့ရပါပြီတီရာတန်မှုကိုရှာမယ်တီရာတန်မှုရှာရင်ချက်ပြချက်စဉ်းစားလဲသုံးချက်စဉ်းစားနံပါတ်1 down left တန်ဒီဘယ် quadrant နဲ့မှာရှိတယ်နံပါတ်2အဲ့ down left တန်နဲ့ x ratio ကြားမှာရှိတယ် basic acute angle ဘယ်လောက်ရှိတယ်ပြီးတော့ရင်အဲ့ down left တန်ရောက်ဖို့အတွက် reference site ကနေပြီး anti cross wide pattern မှာလား cross wide pattern မှာအချက်သုံးချက်ပို့မှုတည်ပါတယ်။ကြည့်ဟုတ်ပြီဒါဆို quadrant ရင်စဉ်းစားကြည့်ရအောင်။1,1ဆိုတော့ h tan ဘောကလည်းအပေါင်း y tan ဘောကလည်းအပေါင်းဆိုတော့ဘယ် quadrant မှာရှိပါလဲ? quadrant 1ထဲမှာရှိပါလား? အကွာလုံး1နဲ့မှ1.1ဆိုတဲ့မှန်လေးကိုဆရာကနေရာချလိုက်ပါပြီချပြီးတော့အဲ့မှန်လေးကို h ဝင်ရိုးကတော့ y ဝင်ရိုးကတော့ဆရာကတောင်းတဲ့ကြာမြင့်လေးပိုးကနေလဲဆရာတို့ကဆွဲပေးမှာပဲအဲ့တော့ဆရာကလက်ထက်မှာဘာရလဲတောင်းမဲ့ trigger လေးတစ်ခုထွက်သွားပြီအဲ့တော့ဒီတန်ဖိုးကိုဆရာကထည့်မယ် h တန်ဖိုးကလည်းဆရာပမာဏက1ရှိတယ် y တန်ဖိုးကလည်း1ရှိတယ်တောင်းမဲ့ကဏ္ဍဒီပါလဲအာကိုကိုစားပြီးတော့ဘယ်လောက်ရှိလဲအလူတူရှိတယ်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့အလူတူရှိသွားပြီဆိုတော့ဆရာတိတာရှာမယ်ဆိုရင်ဆရာတိတာရှာတဲ့တိတာတောင်းကိုရှာမယ်ဆိုရင်ဆရာတို့ တော့နိဗ္ဗာန်ကိုရှိတယ်ဆရာတော့အခြေခံအပြင်ငယ်ငယ်တော့တင်ထားတဲ့ law ကြည့်ပြီးတွက်လို့ရတယ်ဒီမှာတော့ law မကြည့်တော့ပါဘူးပြီးရင် special triangle တော့လို့ရတယ်နောက်က calculator တော့လို့ရတယ်အဲ့တော့ဒီမှာ special triangle နဲ့တွက်ရင်ဘယ်လိုတွက်မှာလဲအဲ့တော့ geometry ကိုကြည့်လိုက်တော့ပါတယ်သူ့ရဲ့အနားအချိုးတွေက1 1 2 2ဆိုတော့ဒီကောင်ဒီပါလဲ45 45 right triangle လို့ပြောလို့ရတယ်45 45 right triangle အဲ့တော့45 45 right triangle ဆိုတော့ဆရာတော့ဘာဘာရှိမလဲဒီတောင်လေးရတယ်45ဒါလည်း45ဒါဆိုတိရဘင်ကနေတိုင်းပါလေဆိုတိရဒီကနေတိုင်းပါ အတိဒါအတိဒါလေးဘလောက်ရှိလဲ55ဒီဂရီရှိရဒါကိုဆရာတို့က55ဒီဂရီဆိုတာဆရာတို့ကရေဒီယံနဲ့ပြောရင်180ကိုဘာနဲ့ဆားလိုက်တယ်180ဖြစ်တဲ့ပိုင်ကိုဘာနဲ့ဆား၄နဲ့ဆားလိုက်တယ်ဟုတ်ပြီဒါဆိုရင်တိဒါတန်ဖို့ဒီဒီ basic equation နဲ့အတူပဲဖြစ်တဲ့အတွက်ပိုင်ပိုင်4ပဲရမယ်အပေါ်ကနေပတ်တဲ့အတွက် anti anti clock ဆိုရင်နိုင်လက်တဲ့ပြောင်းပြန်ပတ်တဲ့အတွက်ဆရာပါအပေါင်းမဖြစ်သွားမှာဒါကြောင့်တိဒါတန်ဖို့ဒီပါရတယ်ပိုင်ပိုင်4ပဲရမှာဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့နားလည်ပြီးယူဆပါတယ်ဒါဆိုကြည့်လိုက်တိဒါတန်ဖို့ရပြီ ကဲဒါဆိုဒီတိုင်းဘယ်လောက်ရလဲပိုင်ပိုင်4ဒါဆိုရင်ဆရာလက်ထက်မှာအာရပြီဒီတာရပြီဆရာပါရှာလေးဘာရရလဲဒီပေးထားတဲ့ complex number ကိုဆရာတို့က trigonometric form နဲ့ရေးမယ်ဆိုရင်အဲ့တော့ z equal to r နေရာမှာပါထက်မှာလဲ root 2ထက်မယ်ပြီးရင် cos π/4 i sin π/4 ဖြစ်သွားပြီကဲဟုတ်ပြီဆရာတို့ကဒီ z တော့ရသွားပြီ z ကို trigonometric form နဲ့ရေးသွားပြီဆရာတို့ပါ cube root ရှာ cube root ရှာမယ်ဆိုတော့ဆရာတို့ပါလောက်ရမှာလဲပုံသင်နည်းမှာ r ကိုလည်းတုံးတက်ခင်ရင်တင်ရမယ် down ကို၃နဲ့စားရမယ် ပြီးတော့ရင်ကေတံမအဖြေဘယ်နှခုထွက်အောင်တွက်ရမှာလဲ၃ခုထွက်ထွက်အောင်တွက်ရပြန်ပြောပါမယ်ခုရှာမာကဇက်ကိုဆရာ trigonometric ပေါင်းလဲပြောလိုက်ပြီရှာမာက q q နဲ့ပတ်သက်ပြီးဆိုဆရာဘာကြီးသိရမှာလဲနံပါတ်1 r ကိုဘာလို့လဲ q လို့တင်မယ်၃တက်ကင်းရင်တင်ဒေါကိုဘာလို့လဲ၃နဲ့စာပြီးရင်အဖြေဘယ်နှခုထွက်အောင်တွက်ရမှာလဲ၃ခုထွက်အောင်တွက်ရပြီးတော့ကေတံမဘာတွေရှိမလဲ0 1 2တွက်တွက်ပြရအဲ့ဒါဆိုဆရာကြည့်အောင်ဒါဆိုရင်ပုံတင်ဤထဲမှာဆရာတို့ရေးပြီး ဒီဘက်ကပုံသေးနေအဲ့တော့ w ကပါလေကရင်ရဲ့တန်ဖို့ wk အဲ့တော့ဒါဆိုဆရာဘာလို့ပါလဲ root 2ကိုတုံးတက်ကရင်တင်ဆရာဆရာမက q root ဖြစ်တဲ့အတွက် r တန်ဖို့ဒီ root 2အဲ့ဒါကိုတုံးတက်ကရင် q root တင်တယ်ပြီးတော့ရင်ဒီဘက်ဘာလို့ပါလဲဒီမှာ 2k ပိုင်းအဲ့3နဲ့ပြန်စားတယ် k တန်ဖို့ဘယ်လောက်ပဲအဖြစ်ဘယ်နှခုရှာပြန်3ခု0တွဲတစ်ခု1တွဲတစ်ခု2တွဲတစ်ခုအဲ့တော့ w0 w1 w2 ရှာအဲ့တော့ကဲ w0 ရဲ့ဆရာကိုစရှာကြည့်အောင် တော့ W0 အတွက်ရှာမယ်ဆိုတော့ရှာ K နေရာဘာရောက်သွားလဲ0ရောက်သွားပြီဆိုတော့ဒီကပျောက်သွားပိုင်ပိုင်4ဆိုတော့3နဲ့စားလိုက်ဆိုတော့4ကို3နဲ့ပြောပိုင်ပိုင်တွဲရသွားတယ်။အဲဒါဆိုဒီအနေထားမှာဆရာတို့ကကယ်ကူလေတာနဲ့ဆရာတို့တွက်ကြည့်အောင်။ဒါရေးပြီးကယ်ကူလေတာလေးနဲ့တွက်မယ်ဆိုတော့ဒီလက်သိပ်ကွင်းလေးပဲဆရာတွက်မယ်။အဲ့တော့ဒီနေရာမှာ root 2ကို root 3နဲ့ဆရာတို့ကလည်းချက်တင်လိုက်တယ်ဆိုတော့ဒီ root နှစ်ခုဒီ down မှာ၃ချီဒီမှာနေဆိုဒီနှစ်ခုဘာလုပ်ပြရလဲ။မြောက်ပြီးတိုင်း root 6ဖြစ်သွား။ဒါငယ်တော့ဆရာတို့ grade 11မှာဆရာတို့တည်ထားပြီးသားပါ root 6ဖြစ်သွားပြီး ကဲဒီတန်ဖိုးကိုဆရာရှာမယ်အဲ့တော့ဒါဆိုရင်ဆရာပါရမယ် cost ပြင်ဆရာတို့အပိုင်းကိပြပါလာမှာလဲပိုင်ပိုင်တွဲပိုင်ပိုင်တွဲရမယ်ဆရာတို့ဒီဘက်ကိုလှည့်ပြီးဆရာတို့ဒီလာမယ်ပြင်ပါလာမယ်ဆိုအပေါင်းပြင်အိုင်လာမယ်ပြင်ပါလာမယ်ဆို sin ပြင်ပါလာမယ်ဆိုပိုင်ပိုင်တွဲဆရာပိုင်ကိရေးလိုက်ပြီးဆရာတို့ပိုင်ပိုင်အတွဲရအဲ့တော့ဒီဘက်ကိုသွားမယ်ဆရာလက်သက်ကွင်းပိတ်မယ်အဖြေပြောရတယ်ဆရာကြည့်ပါ root 6 plus root 2 by 4 plus root 6 minus root 2 by 4အန်ရပါတယ်။ကြည့်အဲ့ကောင်ကိုမှပါလဲ root 6 root 2နဲ့ဆရာတို့မြောက် answer ။ root 6 root 2နဲ့ဆရာတို့မြောက်တော့ဆရာတို့ချက်ကြည့်အောင်။ဒါဒီညာလေးမှာဆရာတို့6 root ရှိပါတော့8ကိုနှိပ်လိုက်မယ်။ရပါပြီ။အဲ။ဒါ answer ကိုဆရာနှိပ်မယ်။နှိပ်ပြီးတော့အမြောက်ပြီး6 root ဆိုတာ8နှိပ်မယ်။ဒီမှာ6 root ဆိုဒီညာလေးမှာ ော့ဒီညလေးမှာပါပြီမယ်6ဖြစ်သွားမယ်ပြီးဒီအရွှေ့လိုက်မယ်6 root of 2တော့ဆရာအပြေရှင်းလိုက်ပြီတော့ဆရာပြလာရတယ်အဲ့တော့ဆိုအပိုင်းဓာတ်မတွေနဲ့ဆရာကိုထွက်လာအဲ့တော့ဓာတ်မတွေနဲ့မထွက်ချင်ဘူးဆိုတော့ဆရာတို့ကဘာလုပ်ရမလဲဆိုတော့လောလောဆယ်ဒီဒီကောင်းကိုဆရာရိုးရိုးလေးပဲလက်နဲ့ချမ်းမြောက်ရအောင်ကလည်းလည်းရှားမြောက်မယ်ဆိုဘာလို့လဲဆိုတော့ zero to ဒီနှစ်ခုမြောက်လို့မြောက်လို့ရလားဆရာတို့မြောက်လို့မရအောင်မြောက်လို့မရတော့ဆရာတို့ဒီတိုင်းလေးပဲဆရာတို့တွက်ကြည့်အောင်ဒါဆိုအဖြေပါရဆရာကြည့်လိုက် ဲ့တော့ဒါဆိုရင်ဒီကောင်ကိုဆရာတို့ဗါပြောင်းလိုက်ရတယ် root six ကိုဆရာတို့ဗါပြောင်းမယ် root six ကိုဆရာတို့က square root of six ကို six root of ပြောင်းပေးရမယ်ပြောင်းပြီးတော့ဆရာတို့ဗါရကဲဒါဆိုရင်ဆရာတို့ကဒီမှာ six root of the root six နဲ့ဆရာတို့မျှောက်လိုက်ပါရမယ်ဆိုတာဆရာတို့ချက်ကြည့်ရအောင်ဒီဘက်က six root of six root of 2ဒါဆိုရင် root 6ဆိုတော့ဆရာတို့ဒီကောင်ကဗါလောက်ရမယ်ဒီနေရာမှာ2ရှိတယ်ဒီနေရာလေးမှာ2ရှိတယ်ဗါဖြစ်အောင်လုပ်မှာ6ဖြစ်အောင်လုပ်မှာ6ဖြစ်အောင်လုပ်တော့ဆရာဗါလုပ်ပေးရမှာလေ 6နဲ့6ပြောင်ဒီကောက်ဘာနဲ့မြောင်း3နဲ့မြောင်းအဲ့လိုပဲဒီ6ပုံမှာပါဝါဘလောက်ရှိလဲ1ရှိတယ်သူ့ဘာနဲ့မြောင်းမှာ3နဲ့မြောင်းပေးရအဲ့တော့63နဲ့ပြသွားတယ်အဲ့တော့63တဲ့ဒီမှာ63တဲ့ရှိမယ်အဲ့တော့ဒီဘက်ကော root 6ပုံစံပြောတဲ့အခါကျဘာနဲ့မြောင်းအများ root 6ပြီးရင်63တဲ့ဖြစ်သွားမယ်63တဲ့အဲ့တော့63တဲ့ဖြစ်သွားမယ်ဒီဘက်ကအဲ့တိုင်းဒီ root 2ကလည်းပတ်သက်တယ်ဒီမှာ1 down နဲ့မှာပါရှိတယ် square root ဆိုတော့ ဆရာတို့ဒါ square root 0ဖြစ်ချင်ဘာနဲ့မြောက်ပြန်3နဲ့မြောက်အဲ့လိုမြောက်ချင်ဘာလို့ဒီ2ပုံမှာရှိတဲ့ power လေဘာနဲ့မြောက်3နဲ့မြောက်နှစ်3ဓာတ်ဖြစ်သွားအဲ့တော့အဲ့လိုမြောက်ချလိုက်ကယ်ကူလေတာနဲ့ဆရာတို့မြောက်ကြည့်လိုက်ရင်ဆရာဘာရမလဲဒီတန်ဖို့ထွက်လာတယ်အဲ့တော့ဒါကိုတသမအနေနဲ့မတွက်ချင်ရင်ဆရာတို့ကဘာလဲ0 root တွေဖြစ်အောင်ဆရာပြင်နိုင်လို့ရတယ်ဒါဆိုရင်ဒီနေသားကိုဆရာနားလည်မလို့ဆပါပါတယ်ပြီးတော့ဒါဆိုရင်ဆရာတို့ဒီမှာကြည့်လိုက်တော့အဲ့တော့6 6 3ဓာတ်တွေပါရမယ်အဲ့တော့6 6ဒီဆိုတော့36 36ဆရာတို့6နဲ့မြောက်နှစ်တစ်ချက်ရမှာပေါ့အဲ့တော့နှစ်တစ်ချက်ကဆရာတို့ဘာလုပ်မလဲ ဒါဘာကိုပြောင်းလိုက်ကြလဲဆိုတော့6 root of square root of 6ကိုပြောင်းလိုက်ကြပါရတယ်6 root of 21စေရမှာအဲ21စေနဲ့ဘာနဲ့မျှောက်မှာလဲဒီကောင်နဲ့မျှောက်မှာပြောင်းလိုက်ကြပါရပဲဒီထက်နဲ့164စေနဲ့မျှောက်တော့164စေနဲ့1 1နဲ့3နဲ့4ဆိုတော့6 root of 432ဖြစ်သွားဒီမှာလည်းအတိုင်းပဲဒီမှာဘာဖြစ်သွားမှာလဲဒီမှာ6 root of root 2ကိုဆရာတို့ပြောင်းရေးလိုက်မယ် root 2ကိုပြောင်းရေးလိုက်ရင်6 root အနေနဲ့ပြောင်းရေးပါရမှာ6 root ဒီမှာဘာနဲ့မျှောက်1ကို3နဲ့မျှောက်လိုက်ဒီမှာလည်း3နဲ့မျှောက်ဆိုတော့1 3နဲ့ဆိုတော့8ဖြစ်သွားတယ် တော့ရှစ်ကဘာလို့မြောက်မလဲဒီကစစ်လို့တော့တူးနေမြောက်တဲ့ကကြတော့ဗာလေ16ပြောဗာဘယ်လိုအဲ့လိုပြောင်းရတာလဲဆိုတော့ဆရာတို့က root တွေကသူအမိုးရဲ့ index နော် index ဒီတောက်မှရှိတဲ့တန်မိုးလေးတူမှဆရာတို့မြောက်လို့ရဒါကြောင့်ဒီနှစ်ခုကိုဆရာတို့ကဒသမအနေနဲ့မလိုချင်ဘူး root တွေနဲ့လိုချင်တယ်ဆိုရင်တော့ဒီဘက်ကိုစစ် root ဖြစ်အောင်ဆရာတို့ပြင်ပေးရပြင်တဲ့ကကြတော့ခုနဆရာပြောလို့ပဲ down ထဲမှာနှိရှိရင်စစ်ဖြစ်အောင်တောင်းနဲ့မြောက်တယ် power ကိုလည်းတောင်းနဲ့မြောက်ဒီသဘောတရားပဲအဲ့တော့ဒီ design မြောက်ချလိုက်တဲ့ကမှ design လေးထွက်လာပါလေဒါဆိုနားလည်မလို့ဆရာယူစားပါ ကဲဟုတ်ပြီဒါဆိုရှင်နောက်တစ်ခုကြည့်အောင်အဲ့ W0 ပြီးသွားတဲ့ခါကျတော့ဘာတွက်မှာလဲဆိုတော့ W1 နဲ့တွက်ကြည့်အောင်ကဲဟုတ်ပြီဒါဆိုရင်ဒီဘက်ကဆရာတို့ဘာလဲဆိုတော့6 root တွေ့ရှိမယ် cos 9 pi/2 ကဆရာတို့ဘယ်လိုရလာတာလဲဆရာတို့တစ်ချက်ပြန်ကြည့်အောင်ကဲ original မှာဆရာတို့ဘယ်လောက်ရှိတယ်ဆိုတော့ π/4 ရှိတာ တော့ပိုင်ပိုင်ကို 2k ပိုင်ပဲအဲ့တော့ဒါဆိုဆရာတို့ကပိုင်ပိုင်4ဆရာပြန်ကြည့်ကြအောင်ဒီဘက်မှာပြတ်သူဘယ်လိုဖြစ်လာလဲဆိုတော့ဆရာတို့လက်ထက်မှာရှိတယ်အဲ့တော့ wk သူ့ရဲ့ original formula wk အဲ့တော့ဆရာတို့ကဘာလို့ရှာမှာလဲ0 root of 2ကဒါအာတမ်မှုကိုဆရာတို့ကလည်းသုံးတက်ကရင်ရှာထားတာအဲ့တော့ဆရာတို့ကဘာလုပ်မှာလဲဆိုတော့သုံးတက်ကရင်ရှာတဲ့အတွက်ဆရာဘာနဲ့စားမှာလဲသုံးနဲ့စားမှာ original down down ကိုပါလဲ pi/4 ဒီမှာပါရှိမှာလဲ 2k pi ရှိမယ် plus ဒီဘက်ကပါလဲ i sin ပြီးရင်သုံးတကယ်ရင်းရှာအတွက်ပါရှိအသုံးနဲ့စားရမယ် original down down ကို pi/4 ရှိမယ် plus 2k pi ရှိဒါဆိုဒီဘက်က carry w1 အတွက်ဆိုရင်ကျတော့ပါရမယ် w1 ဒါဆိုဒီဘက်က0 root 2ကတော့ဒီတိုင်းပဲအဲ့တော့ဒီနေရာ1ဖြစ်သွားပြီ2ပြန်ဖြစ်သွားတယ်2ပြန်ဆိုတော့၄နဲ့၄ရှင်းတဲ့ပေါင်းတော့ကိုယ်တိုင်းပြန်ဖြစ်သွားပြီ9ပြန်ဖြစ်သွားပြီဆိုတော့ဆရာတို့ကဒီဘက်က ပိုင်ပိုင်4ရှိမယ်ဒီဘက်က2ပိုင်ဖြစ်သွားမယ်အဲ့ကောင်ရှင်းလိုက်ပါရတယ်ပုံမှန်ကြီးက4လင်းလေးရှိတဲ့ပေါ့ဆို9ပိုင်ပိုင်4အဲ့ကောင်မှာ3နဲ့ပြန်ဆိုတော့ပိုင်းကြီး4ကို3နဲ့မြောက်နိုင်ပြီပဲ9ပိုင်ပိုင်တွဲရသွားဒါဆိုရင်တော့ဆရာတို့နားလည်ပြီးတော့ယူဆပါတယ်ကဲဟုတ်ပြီအက်တန်မိုးလေးကိုဆရာတို့ဘာလုပ်ကြည့်မှာလဲကယ်ကူလေတာနဲ့ဆရာတို့တွက်ကြည့်အော်ကောင်းရင်တက်တဲ့ခါကျတော့ဆရာပါအောင်တက်မယ်ဒီထဲကိုပဲဆရာတက်မှာပေါ့နော်ဒီထဲကိုတက်မယ်ဆိုတော့ဆရာတို့ပါရလဲ cos အပိုင်းကိန်း9 by 12 9 by by dot ဒီရှားပေါ်ပြန်တက်မယ်အပေါင်းခံမယ်ရှားတော့က i ရေးမယ် a ဆိုင်းလာမယ်ဆိုတော့အပိုင်းကရေးမယ်ဆိုတော့9 by 9 by by 12ဟောရှားပေါ်ပြန်တက်ပြီဒီလာတော့ရှားတာရေးလိုက်ပြီကျောက်ပြန်ဆောက်လိုက်။နိုင်တော့ပြန်ဆက် ကဲဟုတ်ပြီအဲ့တော့ဒါဆိုရင်ဆရာတို့ပထမ Q ရဲ့ W0 တန်ဖိုးရှာပြီးတော့ဆရာတို့ W1 တန်ဖိုးရှာကြည့်အောင်ကဲဟုတ်ပြီဒါဆိုရင် W1 အတွက်ဆိုရင်တော့ဆရာတို့ဒီဘက်ကဆရာတို့ R တန်ဖိုး R တန်ဖိုးက root 2အဲ့ဒါကိုတုံးတက်ကရင်ပြန်တင်လိုက်တော့ Q ရတင်လိုက်တော့6 6 root တော့2ရသွားပြီဒီဘက်ကတောင်းတန်ဖိုး9ပိုင်ပိုင်ကျွဲရဘာလို့ဖြစ်လဲဆရာချက်ပြန်ရှင်းရအောင်ကဲဟုတ်ပြီအဲ့တော့ဆရာတို့သိထားတယ် original WK ရဲ့တန်ဖိုးက WK equal to ဒီဘက်က6 root 2 ဘက်ကပါလာမယ် cost အဲ့တော့ share ဘာနဲ့စားမှာလဲဆိုတော့သူဒီတုံးတက်ကင်းကြီးဖြစ်တဲ့အတွက်တုံးနဲ့စားမယ် original down down ဘူကပိုင်းပိုင်း4ပြီးဒီဘက်က 2k ပိုင်းရှိမယ်ဒီဘက်က plus ဒီဘက်က i sin ပြီးပါလာမယ်ဆိုတော့တုံးတက်ကင်းတုံးနဲ့စားဒီဘက်ကပိုင်းပိုင်း4 2k ပိုင်းရှိကဲဟုတ်ပြီဒါဆိုရင်ဆရာက w1 အတွက်ရှာမယ်ဆိုတော့ k down ဘူက1ပေါ့အဲ့လို zero တို့ကဒီတိုင်းပဲအဲ့တော့ k နေရာမှာ1ထည့်လိုက်တော့ဘာရလဲ2ပိုင်းရပါတော့ဒါဆိုရင် ပိုင်ပိုင်4ရယ်ဘက်က2ပိုင်ရယ်ရှင်းလိုက်တော့ဘယ်လောက်ရလဲပိုင်ကြီးကတော့4ပဲ၄နဲ့၈ပြောဆို9ပိုင်ရအဲ9ပိုင်ပိုင်4ကိုဘာနဲ့ဘာနဲ့စမှာ3နဲ့စရဆိုတော့1 by 2လို့မြောက်တော့ပိုင်ကြီးကို1 by 2လို့မြောက်တယ်အတူပဲ9ပိုင်ပိုင်4ကို1 by 2လို့မြောက်ရပါရလဲ9ပိုင်ပိုင်တွဲရဒါဆိုရင်ဆရာတို့9ပိုင်တွဲပါကြောက်ရတယ်ဆရာတို့နားလည်းပြီးစပါတယ်ဆိုတော့အဲ့အနေထားရသွားတဲ့ခါကျတော့ဆရာတို့အဲ့ဒါလေးကိုကယ်ကူလေတာလေးနဲ့ဆရာတို့တွက်ပါမယ် ကဲတော့တွက်တဲ့ကမှာဆရာပဲတော့လက်သေးကွင်းလေးကိုပဲဆရာတွက်ပါအဲ့တော့ဆရာရေးပြီး cos ပြီးရင်ဆရာတို့အပိုင်းကိဘက်က9ဆရာတို့ပါလဲ pi အောက်ကတွဲလာမယ်ဆရာတို့အပေါ်ပြန်တက်မယ်ဆရာတို့အပိုင်းကိရှိမယ်ပြီးရင်အပေါင်းလာမယ် i က shift png ပြီးရင် sin ပြီးဆရာတို့အပိုင်းကိလာမယ်ပြီး9 pi 9 pi pi 12တွဲရမယ်ဆရာပေါ်ပြန်တက်မယ်ဒီလက်တွေခံပဲဆရာဖြေထုတ်လိုက်ပါပြီအဲ့တော့ -√2/2 +√2/2 2i ရသွားအဲ့တော့ဒီကောင် calculator မှာထည့်ပြီးဒီတိုင်းတွက်လိုက်မယ်ဆိုတော့ဓာတ်သမားတွေထွက်လာမယ်အဲ့တော့ဆရာဓာတ်သမားနဲ့ဆရာမလိုချင်တဲ့အတွက်ဆရာဘာနဲ့တွက်လဲဒီကျက်လက်တန်းပဲတွက်မယ်အဲ့တော့ခုနဆရာအတိုင်းဆရာတို့တွက်ထားတဲ့အတိုင်းပဲလက်တန်းတွက်မယ်ဆိုရင်ဆရာတို့က root တွေမြောက်ရင်ပဲဒီမှာဖြောက်လို့ရတယ်သူ order တူမှမြောက်လို့ရတယ်ဆိုရဒီတောင်းကတန်ဒါပြီး6တက်ကရင်ဒါ2တက်ကရင်ဆရာတို့မြောက်လို့မရဘူးဒီကောင်6တက်ကရင်ဖြစ်အောင်ပြင်ဟာ6တက်ကရင်ဖြစ်အောင်ပြင်တော့ဘယ်လိုပြင်မှာလဲဆိုတော့ဆရာတို့ငွေတော့ grade level level မှာတည်ထားပြီးဒါဒါပါဒါပါလဲဆိုတော့2တက်ကရင် square root of 2ဒီ က်ထားခဲ့ရင်အဲ့တော့ဒီညံဘာမရေးထိုင်ဘယ်လောက်ရှိလဲအင်တက်က2ရှိတယ်ဒါဆို6ပြောင်းလုံးမဲ့သူ့ဘာနဲ့မြောက်မှာလဲ3နဲ့မြောက်သူ့3နဲ့မြောက်တော့ဒီဘောပါဝါ1ကိုလည်းဘာနဲ့မြောက်မှာလဲ3နဲ့မြောက်ဘာရသွားရဲ့ဆိုတော့စီရူအော်နှစ်သုံးတက်ပြီးရှစ်ဖြစ်သွားတယ်။ဒါဆိုရင်စီရူရောဒီနေရာဒီဘာဖြစ်သွားလဲ?စီရူရောအိတ်ဖြစ်သွားပြီ။စီရူအော်အိတ်ဖြစ်သွားပြီ။ဒီကောင်လည်းစီရူရောအိတ်ဖြစ်သွားတယ်။အဲ့တော့ဒီကောင်ဆိုမျိုးတူပါမြောက်တော့နှစ်ချက်လေး16 16ဆိုဘာရလဲ?စီရူရော16 by 2 v ကဒီဘက်ကလည်း6 root of 16 by 16 by 2i ရောက်သွားတယ်။ဒါဆိုရင်ဆရာတို့နားလည်ပြီးတော့ယူစားပါလေ။ဆရာပုံစံလေးကြည့်လိုက်ပါ။အဲ့တော့6 root of 16 by 2 dominant ဒါပဲ6 root of 16 by 2i ရောက်သွားပြီ။ဒါဆိုရင် w1 ကိုလည်းနားလည်ပြီးတော့ဆရာယူစားပါလေ။ကဲဒါဆိုရင်သူက q root ဆိုတော့ဆရာတို့တန်ဖိုးဘယ်နှခုရှာပေးရမလဲ3ခု။အဲ့တော့ k တန်ဖိုးဘယ်လောက်တက်ရှာမှာ012ဆိုတော့ w0 w1 နောက်ခုပါကြံလဲ w2 ကြံပြီးတော့ဆရာဆက်တွက်ကြည့်အောင် တော့ W2 ကိုဆရာတွေ့မယ်ဆိုတော့ကဲဟုတ်ပြီ02ကတော့ဒီတိုင်းပဲအဲ့တော့ဒီထက်က sample ပိုင်ပိုင်2ဘယ်လိုရလာလဲဆရာစစ်ကြည့်ဟာတော့ original WPA ပြန်ဘူးอ่ะ WPA formula ပါလဲ WK equal to ဒီမှာပါရထားလဲ02ကြာပြီပါလဲ cost လာမယ်ဘဏ္ဍာကိန်းရှာပါလဲ3တကိန်းဆိုတော့3နဲ့စာ original တောင်းတန်ဘူးပါလဲပိုင်ပိုင်4ဒီဘက်ကသူလှည့်ရမယ်ပမာဏကိုပေါ်ပြမှာက 2k ပါပြီးပါလာမယ် plus ဒီဘက်ပါလဲ i sin အဲ့တော့30ကင်းရင်းဆိုတော့30ရာ original တောင်းတန်ဖို့ကပိုင်ပိုင်4ဒီဘက်ကလှည့်မဲ့ပမာဏက 2k ပိုင် 2k ပိုင်ရသွားတယ်။ကြည့်ခုဆရာကဘာတွေရှာမလဲဆိုတော့ w2 တွေရှာမယ်။ w2 တွေရှာမယ်ဆိုတော့ဒီဘက်ကဆရာတို့က r ကိုဆရာ30ကင်းရှာတဲ့စစ်ရူတူကမပြောင်းဘူး။ဒီကောက်ကဘာဖြစ်သွားမှာလဲ။ဒါ3ဖြစ်သွားမယ်။ဒီဘက်က cos ပိုင်ပိုင်4ကပိုင်ပိုင်4ပဲ။ k နေရာဘာထက်လိုက်မှာဆိုတော့ဒီနှစ်နေပြီ4ပိုင်ဖြစ်သွားမယ်။ဒီမှာလည်းအတိုင်းပဲ i ဘက်က sin ဘက်ကပိုင်ပိုင်4ဖြစ်မယ်ဘက်ကပိုင်ပိုင်4ဒီဘက်ကတင်းတဲ့ဒီမှာကင်ညာတင်းတဲ့တင်းတဲ့4ပိုင်ဖြစ်သွားမယ်ပိုင်3ရသွားအဲ့တော့ဒီဘက်ကပိုင်ပိုင်4ရဲ့4ပိုင်ရရှင်းတယ်ပိုင်ပိုင်4ရဲ့4ပိုင်ရရှင်းလိုက်တော့ဘယ်လောက်ရလဲပုံမှန်ကြီးကတော့4ပဲလေးလေးစကြောတင်းတဲ့ပေါင်းတော့စကော17ပိုင်အဒီမှာ17ပိုင်ဖြစ်သွားပြီဒါကြီးက17ပိုင်ဖြစ်သွားပြီ something ပိုင်ပိုင်4ရမယ်ဒီညာရှင်းလိုက်တော့ something ပိုင်ပိုင်4ရတယ်အဲ့တော့အဲ့ဒါကိုသုံးနေပြန်စားတော့ပိုင်းကြီးဘာနဲ့မှတ်တာလဲ တုံးနဲ့မြောက်တာဆက်နေပြီတော့ဘာရလဲ sampling pipeline တွဲရတာဒါဆိုရင်ဒီ sampling pipeline တွဲဘယ်လိုဖြစ်လာလဲဆိုတော့ဆရာတို့နားလိုက်ဆရာတို့ယူဆပါတယ်ကဲဟုတ်ပြီအဲ့ဒါလေးကိုဆရာတို့ calculator နဲ့ဆရာတို့ဆက်တွက်ကြည့်ရအောင်အဲ့တွက်မယ်ဆိုတော့ဆရာတို့ကြည့်ဆရာဘယ်ရာကိုတွက်မယ်ဆိုတော့ဒီဘိုင်းလေးပဲဆရာတွက်ပါမယ်ဒီဘိုင်းလေးပဲတွက်ပါမယ်တွက်မယ်ဆိုတော့ဆရာတို့ကြည့်ပြီဒီဘက်ကဆရာတို့ cost ရေးပြီ cost ပြီးရင်ဆရာတို့ဘာလဲအပိုင်းကိန်းတော့ sampling by sampling ship ပြီးပါလဲ by ဒီအောက်ကပါလဲ12 ပြင်ရှားပေါ်ပြန်တက်မယ်လက်သမီးခတ်မယ်အပေါင်းရေးမယ်အိုင်ကို ship နဲ့ EN ကိုနှိမ့်မယ်ပြီးရင် sign လာမယ်ဆရာအပိုင်းကြီးရေးမယ်ပြီးရင် something ship tempo a ဆိုပိုင်းခွက်လာပြီးအောက်ကိုဆင်းမယ်တွဲရမယ်အဆရာပေါ်ပြန်တက်မယ်အောက်ကိုဆင်းမယ်ဆရာတွဲရမယ်ဆရာတို့ပေါ်ပြန်တက်မယ်ဆရာတို့ပါရတယ်လက်လက်ဖက်ပိတ်လိုက်ပြီးတော့ဆရာပြင်လို့ရတယ် minor root separate root 2 by 4ရမယ် minor root separate root 2 by 5ရမယ်အကယ်၍အကောင်တာ စစ်ရော2နဲ့ဆရာတို့ကဒီမှာလာမြောက်ပြီဆိုရင်တသမတွေထွက်သွားတယ်မဟုတ်မို့ဆရာတို့တစ်ချက်တကြည့်ရအောင်အဲ့တော့ဆရာ answer ကိုအများဆရာတို့ကဒီမှာစစ်ရူဆိုတော့ဂျာမန် ship နဲ့နှိပ်ပြီးတော့ဒီညာနှိပ်လိုက်ပဲဆိုရင်မပါရလဲဆိုတော့ဒါလေးပေါ်လာတယ်အပေါ်မှာပါထားမှာလဲ6ထားမယ်ပြီးဒီဘက်ကပါလဲဆရာရွှေ့လိုက်ပြီး2ထားမယ်အဲ့တော့မြောက်ကြည့်လိုက်ရင်ပါရလဲတသမတွေထွက်လာတယ်ဆရာဆရာတသမနဲ့မလို့ခြင်းဘူးတသမနဲ့မလို့ခြင်းနဲ့ဆရာဘယ်လိုတွက်မှာလဲသူ့ကိုဆရာတို့လက်နဲ့ပဲဆရာတို့ချတွက်ချတွက်ဆရာချက်ကြည့်ရအောင် ဲ့တော့ဒီကောင်မြောက်ရင်ဒီကောင်နှစ်ခုမြောက်အောင်ပျောက်တဲ့ခါကျတော့ဒီကောင်နေရပါဒါ square root ဒါက6 root အဲ့တော့6တက်ကင်းနဲ့တက်ကင်းမြောက်လို့မြောက်အောင်ဒါကြောင့်ဒီကောင်မြောက်လို့ရအောင်ပါလို့ဆိုတော့6တက်ကင်းပြင်အောင်ပြင်6တက်ကင်းအောင်ပြင်ပြင်နေဆိုတော့ဆရာတော့ဒါ original ကဘလားရှိတယ်ဆိုတော့ minus ကိုခဏမေးထားလိုက် original ကဘလားရှိတယ်ဆိုတော့ဆရာတို့ကအဲ square root of 6ရှိတယ် minus square root of 6ဆိုတော့ square root of 6ရှိတယ်အဲ့တော့ဆရာဒါလေးချက်ကြည့်အဲ square root of 6ဆိုတော့ဒီနေရာမှာဘာမှမမြင်တာနှစ်ရှိတယ်အဲ့တော့အဲ့နှစ်ကို နှစ်ကို6ပြည့်အောင်ဗာနဲ့မြောက်အောင်သုံးနဲ့မြောက်အောင်ဒါဆိုဒီဘက်ကတောင်းကိုဒီလိုမျိုးဒီ order ကိုအဲ့လိုလုပ်ရင်ဒီဘက် power ကိုလည်းဆရာတို့လုပ်ပါပါပါဆရာတက်ရှိတယ်တော့သူဗာနဲ့မြောက်သုံးနဲ့မြောက်အောင်6 3နဲ့6 3နဲ့ဖြစ်သွားပြီ6 3ဆိုတော့ခုနကတော့ဆရာတို့တက်တာ1 6ချက်မဖြစ်နဲ့အဲ့တော့6 6 36 36ကိုဆရာတို့6နဲ့မြောက်အဲ36 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 စစ်ရူအော်1တက်6ဒီကောင်လို့ပြောင်းလို့ရတယ်စစ်ရူအော်8လို့ပြောင်းလို့ရတယ်ခုနတိုင်းပဲဒီကောင်ကဖြစ်သွားမှာလဲစစ်ရူအော်1တက်6ဖြစ်သွားမယ်ဒါကစစ်ရူအော်8ဖြစ်သွားမယ်အဲ့တော့အဲ့ဒါတွေကိုဆရာတို့ကချမြုံလိုက်ရင်1တက်6နဲ့မြတ်တော့1 6 4 2 7 2 3 2 4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  ခုနဆရာပြောပြလိုက်တာနှစ်တစ်ချောက်တော့နှစ်တစ်ချောက်ကိုဆရာတို့ဗာနဲ့မြောက်ပါလေနှစ်နဲ့မြောက်တော့တော့ဗာရလဲလေးသုံးနေရမယ်ဒီကောင်၈ဖြစ်သွားမယ်နှစ်နဲ့မြောက်တော့ဗာလဲ၁၆ရသွားမယ်ဒါဆိုရင် DP ကိုနားလည်မလို့ဆရာပြစားပါလေဒါဆိုရင်နံပါတ် A မှာ Q အဖြစ် W0 W1 W2 ရပြီလို့ယူဆပါတယ်ကဲနောက်ပုံစံတစ်ခုတက်ကြည့်အောင် help number 2ကအခွဲ number b ကိုဆရာတို့ဆက်ကြည့်မယ်အဲ့တော့ number b ရပါတယ် set equal to i လို့ပေးထားတယ်အဲ့တော့ထုံးတဲ့ center line ဆရာတို့ဒီရောက်ဘာလို့မှာလဲ ဆရာတို့ order ပဲဖောင်ပြောင်းပေးပြီးတော့ set equal to 1 1ဆိုတော့ဒါ i ဆိုတော့ဒီပါ imaginary part ကဆို y တန်ဖို့ပေါ့ y တန်ဖို့1ပေါ့ဒါဆို h တန်ဖို့ကဘာဖြစ်နေလဲ real part ပြောင်းနေတော့ h တန်ဖို့ဒီပါပြောရလဲ0အဲ့တော့0.1လို့ပြောင်းရလို့ရတယ်ကဲဒါဆိုရင်ဆရာတို့ကသူ့ရဲ့ r တန်ဖို့ကဘယ်တော့လဲဒါဆိုရင်ဒီမှာ1ဖြစ်တဲ့အတွက် r တန်ဖို့က1ပဲရမှာပေါ့ရှင်းရှင်းတော့ theta တန်ဖို့ပါရအော် theta တန်ဖို့ဆိုပုံလေးကိုချက်ကြည့်လိုက်ပုံလေးတော့0.1လို့ပြောတော့ h တန်ဖို့က0ဖြစ်နေပြီ h တန်ဖို့0ဆိုတော့ y ဝင်ရိုးပေါ်မှာရှိတာ y တန်ဖို့က y ဝင်ရိုးရှိတယ်0.1ဆိုပါချိန်ပါလေ y ဝင်ရိုးပေါ်မှာရှိတယ် ဒါဆိုအဲ့နေရာဒီပါလဲ z equal to 0.1ကိုပေါ်ပြတဲ့အမှတ်လေးဖြစ်တယ်။ဒါဆိုဆရာတို့အားဆိုတော့ဘယ်လိုလဲအားဆိုတော့ပိုးနယ်ဒီမှတ်နဲ့ကြားမှာတိုင်းတယ်အဲ့တော့ဆရာတိုင်းကိုပြောရအောင်။ဆိုတော့ဒီကွာဒီ0.1ဆိုတော့ဒီကွာကို1ရှိတယ်။1ရှိတော့ r တန်ဟုတ်ကရလဲ1ရသွားပြီ။ဒါအာတန်မှုရတာ။အဲ့တော့ theta ဘယ်ကတိုင်းမှာလဲ။ဒါ reference side ဒါ terminal side reference side က terminal side ကိုတိုင်းတယ်။လောက်ရှိတယ်90ဒီဂရီရှိတယ်။90ဒီဂရီဆိုတာဘာလဲပိုင်ပိုင်2အပေါ်လှည့်တော့အပေါင်းဆိုတော့ theta တန်ဖိုးဒီပိုင်ပိုင်2ရ။ကြည့် theta တို့ပိုင်ပိုင်ရဆိုတော့ဆရာဘာပြောင်းလို့ရပြီလဲဆိုတော့ second တန်ဖိုးဆိုတော့ဆက် equal to r cos theta by i sin theta ဆိုတော့ဆက် r တန်ဖိုးနဲ့ theta တန်ဖိုးဆိုတော့ထည့်လိုက်ပြီ။တော့ဒါရရသွားပြီ။အဲ့တော့ dr ရပြီဆိုတော့အဲ့ဒါကိုပါရှာမှာ q ရရှာမယ်။ q ရရှာတော့သုံးသက်ကင်းရင်ရှာရင်ဘာလုပ်ပေးရမလဲ။ဆရာတို့ကစဉ်းစားပြီးရင်သုံးချက်စဉ်းစားပြီးရင်သုံးသက်ကင်းရှာမယ်။အဲ့တော့ကင်းရင်နဲ့ရှာတိုင်းရှာတိုင်းမှာနံပါတ်1 r ကိုသုံးသက်ကင်းရင်ရှာရင် r ကိုသုံးသက်ကင်းရင်တင်လိုက်ကောင်းပါပါလေတုံးနဲ့စားလိုက်ပြီးတော့ဘာလုပ်ပါလဲတုံးတဲ့ကိန်းဆိုရင်အဖြေဘယ်နှခုထောင်တွက်ရမလဲသုံးခုထောင်တွက်လိုက်ဒါပြီးသွားပြီကြည့်တာဆိုဆရာတို့တွက်ကြည့်အောင်ဒီဘက်ကနေ ဲဟုတ်ပြီဒါဆိုရင်အဲ့ WK အဲ့တစ်ကိုသုံးတဲ့ကိန်းတင်တော့ကျူရော1ဖြစ်သွားတယ်အဲ့တော့ပြီးရင်ဒေါအောင်ပါနဲ့သုံးနဲ့စားမယ်စားတဲ့ခါမှာကေတန်ဘူးဟာဆရာတို့ကသုံးမှုရှာမှာဖြစ်တဲ့အတွက်ဒီမှာကေတန်ဘူးဒေါကိုတပတ်ပြည့်အောင်လှည့်ဖို့အတွက်ဒီမှာ 2K ပိုင်းလေးဆရာတို့ထည့်ထားတယ်ကဲဟုတ်ပြီဒါဆိုဆရာတို့ WK တန်ဘူးကပါလဲ012နံပါတ်1မလှည့်ဘဲနဲ့ original position မှာရှိမယ်တပတ်လှည့်မယ်နှစ်ပတ်လှည့်မယ်ကဲဟုတ်ပြီဒါဆိုဆရာတို့ကြည့်ကြရအောင်ကဲဒီဟာဆိုရင် W0 တဲ့ဆရာတို့တွက်ကြည့်မယ်တွက်ကြည့်လိုက်တော့ကေတန်ဘူး0ဖြစ်2ပိုင်းပျောက်သွားတယ်ပိုင်ပိုင်2ဖြစ်သွားတယ် င်မန်2ကို3နဲ့စားတယ်ပေါ့ပိုင်းကြီး2ကို3နဲ့မျှအောင်အတူတူပဲ1 2နဲ့မျှအောင်အတူပဲဆိုတော့ပိုင်မန်6ရသွားပြီအဲ့တော့အဲ့ဒါရသွားပြီဆိုတော့အဲ့ဒါကိုဆရာတို့ကကယ်ကူလေတာလေးနဲ့ဆရာတို့တွေ့ကြည့်အောင်ကဲဟုတ်ပြီဒီတစ်ကတ်ထည့်စဉ်းစားကြတော့ဒါပဲတွေ့ပြီအဲ့တော့ cost ပိုင်မန်6အဲ့တော့ဒီနေရာမှာဆရာတို့ကယ်ကူလေတာမသုံးခဲ့တဲ့ special triangle သုံးလို့ရပါတယ်ဒီမှာလွယ်အောင်တော့ဆရာကယ်ကူလေတာနဲ့ပဲတွေ့မှာဖြစ်ပါတယ်အဲ့တော့ရေးပြီးဒီဘက်က cost ဆရာတို့အပိုင်းကိန်းဆရာပါလာမလဲပိုင်မန်6ပိုင်ပိုင်6ရမယ်ဆရာဒီဘက်လာမယ် ီရင်ဆရာတို့ကဒီမှာဆရာတို့လက်သက်ဝင်ပြန်ပိတ်မယ်အပေါင်းလာမယ်ဆရာတို့ iron draw shift နဲ့ engine နဲ့မယ် sign လာမယ်အပိုင်းကြီးရေးမယ်ဒီအပေါ်ကပိုင်ရေးမယ်ဟုတ်အောက်ကဆရာတို့ပါရေးမယ်ဆိုတော့6ရေးမယ်။ပြီးရင်ဆရာတို့ပေါ်ပြန်တက်မယ်။ဆရာရေးလိုက်ပါပြီ။ဆိုတော့ root 3 by 2 plus 1 by 2 i ဆိုပြီးတော့ဆရာတို့ပထမဆရာတို့2 root တုံးမှုရှိတဲ့အရာ ပြမတံပိုးရမယ်ဖြစ်ပါတယ်။ကဲဒါဆိုနောက်တစ်ခုကြည့်အောင်။ကဲဒါဆို W0 အတွက်ရှာပြီးတော့ဆရာပါရှာမယ်ဆိုတော့ W1 အတွက်ရှာကြည့်အောင်ဆရာတို့။အဲ့တော့ W1 ဆိုတော့ဒီဘက်က Zero 1ရပါလေ1ရပါမှာ။ဒါဆိုဆရာ1ပဲဆရာကြီးလိုက်မယ်။5ပိုင်မိုင်စစ်ကဘယ်လိုဖြစ်လာလဲဆရာတို့ကြည့်အောင်။ So original မှာပါဖြစ်ဆိုတော့ W original ကပါလဲဆိုတော့ original က WK ဒါပေမဲ့ကိစ္စကကျူရူကကျူရူရောပါဖြစ်လဲဆိုတော့1ပြီးတော့ရင်ဆရာပါလောက်ပါလဲ cost လာအဲ့တော့၃နဲ့ကင်းရင်းဖြစ်တဲ့အတွက်ဆရာပါနဲ့စာမယ်၃နဲ့၃နဲ့စာအဲ့တော့ဆရာ original down down ကိုပါလဲ pi pi 2အဲ့တော့ဘယ်မှာတက်မှာလဲ 2k pi p plus ဒီဘက်ပါလာမယ်ဆိုတော့ i sin အဲ့တော့၃နဲ့ကင်းဆိုတော့၃နဲ့စာ original down down ကို pi pi 4လှည့်တဲ့ပမာဏက 2k pi အဲ့ဒါဆိုဆရာရပြီတက်တော့ဆိုရင်ဆရာအခု w1 အတွက်ရှာမယ် w1 နဲ့ရမယ်ဆိုတော့ root 2 root 1อ่ะပါလဲ1ပေါ့ရှင်းရှင်းလေးပဲအဲ့တော့ဒီညာ k ညာဘာရောက်ပါလဲ1ရောက်ပဲဆိုတော့ဘာဖြစ်တော့လဲ cos ဘက်က pi 2 2pi အောက်က3ရမယ် plus ဒီဘက်က i sin အဲ့ဒါ pi pi ဒါ pi 2အဲ့တော့ရမယ်ဒီဘက် pi 2ရမယ် plus 2pi ရသွားပြီ pi 3ရသွားပြီရမယ်အဲ့တော့ဆိုရင် pi 2နဲ့2 pi 2 2pi ကိုဆယ်လို့ရှင်းကြည့်အောင် သူ့ပိုင်ကိုရှင်းလိုက်တော့ပါရလဲပုံမှန်ကြီးရပါရမယ်တူရမယ်နှစ်လေးဆိုတော့5ပိုင်ရအဲ့တော့5ပိုင်ရမယ်ဆိုတော့5ပိုင်ကိုဘာနဲ့ပြန်စားပေးရဒီပေါ်ပိုင်ကိုရှင်းလိုက်တာကြီးက5ပိုင်ရ5ပိုင်ပိုင်5ပိုင်ပိုင်မှတူရမယ်ဒါရှင်းနိုင်လဲ5ပိုင်ပိုင်တူရအဲ့တော့5ပိုင်တူဘာနဲ့စားမှာ3နဲ့စားရပါရလဲနှစ်နဲ့3နဲ့မျောက်လိုက်ပိုင်ကြီးကိုမျောက်လိုက်ရုံပဲဝမ်းမိုက်ပြီးနဲ့မျောက်လိုက်တော့ပါရလဲ5ပိုင်ပိုင်စေးရမယ်ဒါဆိုဆရာတို့နားလည်းမလို့ယူစားပါတယ်ကဲဒါဆိုဒီအရရပြီဆိုတော့အက်တန်ဘိုးလေးကိုဆရာကယ်ကူလေတာနဲ့ဆရာတို့တွက်ကြည့်ရအောင် တော့ဆရာဒီရှိရဲ့တက်ကတော့ထက်မတွက်လဲရတာဖြစ်တဲ့အတွက်ဆရာလက်သေးကွင်းလေးပဲဆရာရင်တွက်ပါမယ် cos p ဆရာတို့အပိုင်းကိန်း pi ဆရာတို့ pi pi 6ဒီလိုရင်ဆရာအပေါ်တက်မယ်လက်သေးကွင်းပြိမယ်အပေါင်း pi b sin ဆရာတို့အပိုင်းကိန်း a ဆရာတို့5 pi ဆိုတော့5 pi ရေးမယ်အောက်က6ရေးမယ်ဆရာတို့အပေါ်ပြန်တက်မယ်ဆရာလက်သေးကွင်းခတ်မယ်ဆရာညှိလိုက်ပြီးတော့ရတယ် √3 √3/2 1/2 pi ဆိုပြီးရသွားတယ်ဒါဆို w1 ရသွားတယ် မင်းရောက်သွားပြီဆိုဆရာဘာဆက်တွေ့မှာလဲဆိုတော့ဆရာ W2 ကိုဆရာဆက်တွေ့တယ်ကဲ W2 အဲ W2 ကဘယ်လိုဖြစ်လာလဲကဲ9ပိုင်ပိုင်စစ်ကဘယ်လိုဖြစ်လာလဲဆရာ original ဥစ္စာလေးပြန်ကြည့်ကြည့်အောင် ဲအဲ့ဒါဆိုရင်ဆရာတို့ original ကဘာပြောထားလဲဆိုတော့ wk equal to ဆရာတို့ကဘာလဲ2 root of 1ပြပါလားမဆိုတော့သဲခွင် cos တုံးတက်ခင်းဆိုတော့တုံးနဲ့စာမယ် original တောင်းတမှုကပိုင်းပိုင်း2 2k ပိုင်း plus ဒီဘက်ဘာလာမလဲဆိုတော့ i ဒီဘက်က sin ဆိုတော့တုံးတက်ခင်းဆိုတော့ဘာနဲ့စာပါလဲတုံးနဲ့စာမယ် original တောင်းတဲ့ပိုင်းပိုင်း2 in 2k ပိုင်းဒါလေးရရှိပြီတော့အဲ့တော့ k တန်ဖိုးဘယ်လောက်ထည့်ပြရမလဲ2ထည့်ပြရ2ထည့်ပြရမယ်ဆိုတော့ဒီရံဘက်ဆိုလဲ4ပိုင်းဖြစ်သွားအဲ့တော့ ပိုင်ပိုင်2နဲ့4ပိုင်နဲ့ရှင်းမယ်ရှင်းလိုက်တော့ပုံမှန်ကြည့်ရပါလေ2ပဲအင်္ဂလိပ်ရှင်းတယ်ဆိုတော့9ပိုင်ရသွားအဲ့တော့ဒီနေရာရှင်းရင်9ပိုင်ပိုင်2ရမယ်9ပိုင်ပိုင်2ဒီနေရာရှင်းနေပါရလေ9ပိုင်ပိုင်2အဲ့တော့အဲ့တော့သုံးတဲ့ကိစ္စဆိုတော့9ပိုင်ပိုင်6ရတယ်အဲ့တော့ဒါဆိုတော့9ပိုင်ပိုင်6ရသွားဒါဆိုရင်9ပိုင်6ဘယ်လိုဖြစ်လာလဲဆရာနားလည်းမြင်ယူစားပါတယ်ကဲဟုတ်ပြီအဲ့တန်ဖိုးလေးကိုဆရာဘာလို့ကြည့်မှာလဲကယ်ကူလေတာနဲ့ဆရာတွက်ကြည့် ဲ့တော့ဒါဆိုရင်ဆရာတစ်ချက်ကြည့်ရအောင်ဒေါက်တာလမ်းတစ်ချက်တွက်ကြည့်မယ်ကဲဟုတ်ပြီဒါဆိုရင်ဒီဘက်ကတစ်ကအရင်ပါတယ်ဒီဟာလေးကိုပဲဆရာတွက်ကြည့်ရအောင်အဲ့တော့ရေးပြီး cos ဆရာပြီးအပိုင်းဂိဒီပါလဲ9 pi pi ဆရာတို့ပါလဲဆိုတော့6ကျတော့ပေါ်ပြန်တက်မယ်တသခွင့်ပေးမယ်အပေါင်းရေးမယ်ပြီးရင်ဆရာတို့အိုင်အိုရေးမယ်ပြီးရင်စိုင်းရေးမယ်အပိုင်းငယ်ရေးမယ်ပြီး9ပါ နိုင်ရှာပြပါတယ်တော့ပိုင်းရေးမယ်အောက်ကပိုင်းဆက်ချေးမယ်ဒါတို့ဆက်ချေးမယ်ပေါ်ရှာပြန်တက်မယ်လုံခတ်မယ်ရှာကြည့်လိုက်ပါပြီမိုင်းနဲ့အိုင်ရပါတယ်ဒါဆိုဒီဖြေလဲဆရာတို့နားလည်းမယ်စပါအဲ့တော့ဒီကုဆာမှာအဖြေသုံးခုရှိပါတယ် Q လို့ဖြစ်တဲ့အဖြေသုံး W0 W1 W2 ဆရာတို့အကုန်ရသွားပါပြီဒီဟာဒီကုဆာလေးနဲ့နားလည်းမယ်လို့ဆရာတို့စပါဒီမှာပဲရက်လိုက်ရင်ကောင်းပါစီဝေးပြန်တက်အောင်ဟုတ်နော်တိတ်တော့မကြံတော့